အားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့နှာရည်တသွင်သွင်စီးဆင်းနေတာကို အမြန်ဆုံးတက်တာစီမဲ့အကောင်းဆုံးအိမ်တွင်းကုထိုးများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်မြန်မာပြည်မှာတော့ຢာသီ၃မျိုးရှိတယ်ຫນွေမိုးဆောင်းတွေပါအမေရိကမှာတော့ຢာသီ၄မျိုးရှိတယ်ຫນွေဦးຫນွေဆောင်းဦးဆောင်းဖြစ်ပါတယ်ຢာသီတစ်ခုကနေတစ်ခုအကူပြောင်းကာလဟာအထူးတတိပြုရမယ့်အချိန်ဖြစ်ပါတယ်ကျမ်းမာရေးနဲ့အသက်ရှင်ရေးမှာအရေးအကြီးဆုံးအကြောင်းအရာ၄ခုရှိပါတယ် ကံစိတ်ဥတုအာရတွေဖြစ်ပါတယ်အဲ့ဒီထဲမှာယာဒီဥတုကအရေးကြီးတဲ့အကြောင်းတစ်ခုအနေနဲ့ပါဝင်နေပါတယ်ဒါကြောင့်ဒီအချိန်မှာပော့ပော့ဆဆမနေသင့်ဘူးလို့ပြောချင်ပါတယ်ဒီယာဒီတွေမှာတုတ်ကွေးအေးမိတာနဲ့အတူအထူးများပြားလာတဲ့လက္ခဏာတွေရှိလာပါတယ်အဲ့ဒီထဲမှာနှာရည်တွင်တွင်စီးဆင်းလာတဲ့လက္ခဏာကလည်းပါဝင်လာပါတယ်အဲ့ဒါနဲ့အတူအေးပတ်ရင်ကျက်တာတွေချောင်းဆိုးတာတွေလည်းနောက်ကလိုက်လာပါတယ်လူကြီးတွေနှာရည်အဆက်မပြတ်ကြတာက တော်တော်အနေဆိုးသလိုရုပ်လည်းဆိုးစီပါတယ်အလုတ်ပြက်လာတယ်စိတ်ပြက်စရာကောင်းလာတယ်ဒါကြောင့်အေးပတ်ပြီးနှာရည်တွန်းတွန်းစီးဆင်းနေသူအတွေ့အမြန်ဆုံးတက်တာစီမဲ့အိမ်တွင်းကုထုံအကြောင်းကိုတင်ပြလိုက်ပါတယ်နှာရည်ယိုခြင်းရန်နီနိုဆိုတာကတော့နှာခေါင်းထဲကအချွဲတွေပိုရှန်စွာထုတ်လုပ်နေတဲ့အတွေ့ရေလိုအရေးတွေစီးဆင်းနေတာကိုဆိုလိုပါတယ်အိမ်တွင်းကုထုံတွေကယောဂါကိုပျောက်ကင်းအောင် ကုသပေးတာမျိုးမဟုတ်ပေမဲ့လျင်မြန်စွာတက်တာရာရရှိအောင်ကူညီပေးနိုင်ပါတယ် အောက်ပါနီလန်းတွေကတော့ရိုးရှင်းပြီးထျောက်တဲ့အိမ်နွင်းကုထုံးတွေပဲဖြစ်ပါတယ်။နံပါတ်၁ရေနွေးငွေ့ရှူခြင်း steam inhalation နှာရည်တအားယူပြီးနှာခေါင်းပိတ်နေရင်ရေနွေးငွေ့ရှူတာအမြန်ဆုံးသက်သာစေတဲ့နီလန်းတွေထဲမှာပါဝင်ပါတယ်။လှုပ်ဆောင်ဖို့ရေနွေးငွေ့ပူပူရှူရှိုက်ပေးလိုက်ရင်နှာခေါင်းအတွင်းပိုင်းကိုဆူဆွတ်စေတယ်။အရေတွေကိုပြစ်ချွဲရမှာပါသွားအောင်ကူညီပေးပါတယ်။ရေနွေးငွေ့ရှူနည်း ရေနွေးကိုအိုးတစ်ခုတည်းထည့်ပြီးစုပွက်တဲ့အထိမဟုတ်ပဲရေနွေးငွေထွက်ယုံမြပြုလုပ်ပါပြီးရင်မျက်နှာကိုရေနွေးငွေပေါ်မှာရှစ်လက်မှတ်ကဆယ်နှစ်လက်မှတ်အကွာလောက်မှာထားပြီး5မိနစ်ခန့်နှာခေါင်းနဲ့နှာရှိုင်းစွာအသက်ရှူပါမျက်လုံးကိုမှိတ်ပြီးမျက်နှာပူလို့ရင်ခဏနားပါအစီများထည့်ခြင်းတိတဲ့တက်တာစီခြင်းရင်ရေနွေးငွေသေးကိုမန်တော့ပါဝင်တဲ့ယူကလစ်ပင်စိမ်းတင်းယူစတဲ့ မရှိမဖြစ်အစီအစံရှဲ oil နှစ်ဆက်ခန့်ထည့်ပြီးရှူဆိုင်နိုင်ပါတယ်ဒီနီလန်းဟာနှာခေါင်းပိတ်တာကိုတက်တာဈေးနိုင်ပြီးစမ်းတက်မှုတွေအရတာမာအေးမိခြင်းက ပြန်လဲတက်တာစေမဲ့အချိန်ကို တပတ်ခန့်အထိရှော့ချပေးနိုင်အောင်တွေးရှိရပါတယ်ရေနွေးနဲ့ရေချိုးခြင်းရေချိုးခန်းထဲမှာရေနွေးပူပူနဲ့ရေချိုးထားကလည်းရေနွေးငွေ့ကြောင့်နှာရည်ရိုတာကိုတက်တာစေနိုင်ပါတယ်နံပါတ် နှာခေါင်းတန့်စင်ခြင်းနေဆယ် range နှာခေါင်းထဲကအချွဲနဲ့ပိတ်ဆို့နေတာတွေကိုစားရည်သုံးပြီးဆေးကြောတန့်စင်တာကလည်းထိရောက်တဲ့နီလန်တစ်ခုပါ saline nasal spray ဆေးမပါဝင်တဲ့ non medicated စားရည်ဖြန်းစည်းကိုသုံးနိုင်ပါတယ်စားရည်ဖြန်းစည်းကိုသုံးတဲ့အခါနှာရည်ရိုတာနှာခေါင်းပိတ်တာနဲ့အိပ်စက်မှုအရေးသွေးတွေပါပုံမကောင်းမွန်လာကြောင်းလေ့လာမှုတွေအများသိရပါတယ် netty pot စားရည်ဖြင့်စေကြောခြင်း netty pot လို့ခေါ်တဲ့လက်ဖက်ရည်အိုးပုံစံကရိယာလေးနဲ့စားရည်နွေးနွေးကိုနှာခေါင်းတစ်ဖက်ကနေထည့်ပြီးတစ်ဖက်ကနေပြန်ထုတ်ခြင်းဖြင့်နှာခေါင်းအတွင်းပိုင်းနဲ့နှာခေါင်းလေအိတ် sinus တွေကိုတန့်စင်ပြီးနိုင်ပါတယ်သတိပြုရမယ့်အချက်ကတော့ပိုက်ခေါင်းမှာရည်ကိုမသုံးဘဲပိုးတန့်ထားတဲ့ sterile water ဒါမှမဟုတ် distilled water ပေါင်းခံရည်ကိုသာ သုံးဆွဲသင့်ပါတယ်နံပါတ်3အရည်များများတောက်ခြင်းနဲ့ အပူပေးဖြော်ရည်များ hydration and hot drink အရေဓာတ်ပြည့်ဝခြင်းရေနဲ့အရေများများတောက်ပြီးခြင်းဟာ အချွဲတွေကိုပါးစေပြီးအလွယ်တကူစွန့်ထုတ်နိုင်အောင်ကူညီပေးပါတယ်အပူပေးဖြော်ရည်များရင်းနှီးချမ်းပူပူ green tea လို့အပူပေးထားတဲ့ဖြော်ရည်တွေဟာအေးမိတဲ့လက္ခဏာတွေကိုလျှော့ချပေးနိုင်တယ်အသက်ရှူလမ်းကြောင်းကိုပွင့်စေတယ်ဂျင်းစနွေးမုတ်ပူစီနာမင့်စတဲ့အာနိသင်ရှိတဲ့ ဟင်းခတ်အမွေးကြိုင်တွေပါဝင်တဲ့ရင်းနှီးချမ်းပူပူတွေဟာရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တယ်နှာခေါင်းပိတ်တာကိုလည်းဖွင့်ပေးနိုင်ပါတယ်ကော်ဖီနဲ့အရက်လိုအရေးတက်ခန်းချောက်စီနိုင်တဲ့အချိုရည်တွေကိုရှောင်တင်ပါတယ်နံပါတ်၄အဆက်စားခြင်း spicy foods အဆက်စားခြင်းဟာနှာရည်ရိုးရာကိုပိုဆိုးစေနိုင်ပေမဲ့နှာခေါင်းပိတ်နေတာတွေရှိရင်တော့အကူအညီဖြစ်စေပါတယ်ပူဆက်တဲ့ ကပ်ဆိုင်စင်ဓာတုပစ္စည်းငွေဥတီမှာပါဝင်တဲ့ဓာတုပစ္စည်းဟာအချွဲအမေးပါတွေကို ရာရံစေတယ်။နှာရည်ကိုစီးထွက်စေခြင်းဖြင့်နှာခေါင်းပိတ်ဆို့မှုကိုတက်တာဇီးနိုင်ပါတယ်။နာမည်ကျော် Bix လို့မျိုးလင်းစည်းတွေမှာပါဝင်တဲ့မန်တောနဲ့ကန်ဖာဓာတ်တွေကလည်းနှာခေါင်းကိုအမှန်တကယ်ပွင့်သွားအောင်မလုပ်နိုင်ပေမဲ့အုံနောက်ကိုလှဲစားပြီးအသက်ရှူရလွယ်ကူသွားတယ်လို့ခံစားရစီပါတယ်။သတိပြုရအချက်ကတော့ Bix ကို အသက်နှစ်နှစ်အောက်ကလေးတွေအတွက်မတုံးဆွဲရပါဘူးအရွယ်ရောက်သူတွေမှာလည်းနှာခေါင်းအတွင်းဓမ္မမဟုတ်နှာခေါင်းပတ်လည်မှာ လုံးဝမလိမ့်သင့်ပါဘူးနံပါတ်5နှာခေါင်းအဆုတ်ကင်လက်ကျင်ခန်းများ sinus massage technique နှာရည်ယိုတာကိုမြန်မြန်တက်တာစီဖို့နှာခေါင်းအတွင်းပိတ်ဆို့နေတဲ့အချွဲတွေကိုဖွင့်ထုတ်ဖို့အတွက်ရည်ရွယ်တဲ့လက်ကျင်ခန်းတွေရှိပါတယ်ပြုလုပ်ဖို့ပါယိုးဖွင့်နည်း ံပါတ်1နှာခေါင်းပိတ်တာပိုဆိုးတဲ့ဘက်ကိုရှာဖွေပါနံပါတ်2ပိတ်တဲ့ဘက်ကပါရိုးအောက်မှာလက်မကိုထားပြီးပါရိုးကိုမတင်သလိုဖိထားပါနံပါတ်3အခြားလက်ညိုးနဲ့နှာခေါင်းရဲ့ကြံတစ်ဖက်ကိုပိတ်ထားပါနံပါတ်4ဒီအနေထားနဲ့နှာဆိုင်စွာ9ချိန်ကနေ10ချိန်အထိအသက် ရှူသွင်းရှူထုတ်လုပ်ပါဒီလိုလှုပ်ဆောင်ခြင်းဟာနှာခေါင်းလမ်းကြောင်းကိုစက်ပိုင်းဆိုင်ရာအရမက်ကနီကယ်လီ ဖွင့်ပေးနိုင်ပြီးအချွေးတွေပြေရော့လာစေပါတယ်အထွေတွေလိုက်နာရမယ့်အချက်များနှာရည်ရိုးချိန်မှာတက်တောင်တက်တာရှိစေဖို့အတွက်ဒီအချက်တွေကိုလိုက်နာသင့်ပါတယ်နံပါတ်1အနားယူပါအေးရေးဝဝအနားယူခြင်းဟာကိုယ်ခံအားစနစ်ကိုအထောက်အကူပြုပါတယ်နံပါတ်2နှာခေါင်းကိုညှင်းသားစွာမှုတ်ပါအချွေးပိုရှန်တာကိုဖယ်ရှားဖို့အတွက်တ िश ူးပြော့ပြော့ကိုသုံးပါနှာခေါင်းကိုမကြာခဏမှုတ်တာ ွတ်တာများရင်နှာခေါင်းပတ်လည်ကအရေပြားကိုရောင်ရမ်းစေပြီးပုံပဲ့စေနိုင်ပါတယ်။နံပါတ်3လက်ကိုမကြာခဏဆေးကြောပါ ပိုးမွှားပြန့်ပွားမှုကိုရှောင်ရှားဖို့အတွက်လက်ကိုဆက်ပြာနဲ့ရေနဲ့မကြာခဏဆေးပါ။ဆရာဝန်နဲ့ပြတ်သားမဲ့အခြေအနေများတာမန်အေးမိတာကြောင့်နာရီယူတာဆိုရင်တော့9ရက်ကနေ10ရက်အတွင်းတက်တာလေးရှိပါတယ်တကယ်လို့အောက်ပါလက္ခဏာတွေကြုံတွေ့ရမယ်ဆိုရင်တော့ကျန်းမာရေးဆောက်ရှောက်ပြီးသူဓမ္မမဟုတ်ဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်လက္ခဏာတွေကဆယ်ရက်ထက်ကျော်လွန်နေခြင်းအဖျားကြီးခြင်းနှာခေါင်းကထွက်လာတာတွေကအဝါရောင်ဓာတ်မှုအစိမ့်ရောင်ဖြစ်နေပြီးမျက်နှာနာကျင်ခြင်းဓာတ်မှုအဖျားဝင်ခြင်းတို့ရှိတယ်ဆိုရင်ဒါဘက်တီးရီးယားပိုးဝင်တဲ့လက္ခဏာဖြစ်နိုင်တယ်နှာခေါင်းကနေသွေးပါလာခြင်းဒါမှမဟုတ်အုံနောက်ကိုထိခိုက်မိပြီးနောက်နှာရည်ယိုခြင်းဆက်ဖြစ်နေခြင်းအချုပ်အားဖြင့်နှာရည်ယိုတာကိုလျင်မြန်စွာတက်တာစီခြင်းတယ်ဆိုရင် ရင်းနှင်းငွေရှူတာ၊စားရည်နဲ့နှာခေါင်းဆေးတာ၊ netty pot saline spray နဲ့အရေများတောက်ခြင်းတို့ကိုစမ်းသပ်ကြည့်နိုင်ပါတယ်။အစားအသောက်တ िश ူအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ကြိမ်နှိပ်ပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစည်းကြင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day